ရှင်တမိခုရောက်နေရတော့ရှမ်းပြည်နယ်မြောက်ပိုင်းနှခမ်းမြို့ရောက်နေရပဲဖြစ်ပါရဲ့ရှင်တမိခုတတင်းချိုလာပညာဆိုတော့အိမ်မှာရှိတဲ့အရှင်ဘုရားကိုတမိကမိလေးပူဇော်มาပဲဖြစ်ပါရဲ့ရှင် မပြည့်နေမှာလူကြီးသူမတွေကိုကြောရဲဆိုတော့တမိချီရတဲ့ပြိတ္တကြီးတွေအားလုံးကိုတမိကဒီကနေပြီးတော့ကြောလိုက်ပါရရှင်အဲ့မဲ့ဆီချမ်းသာကိုကျမ်းမှာကြပါစေလို့တမိကဒီကနေပြီးတော့စတောင်းပြလိုက်ပါရရှင်